င်ကောင်းကြောင့်မုံပြီးတော့ပြန်လာတယ်လို့ဒီမင်းရောဟုတ်လားဟဲ့အရုံကြီးမြင်သွားပြန်တယ်ဘာမုံပြီးတော့ရှင်မမြင်ဘူးလားဟမ်ဘာမုံပြီးပြောနေမှာဆိုမှာပေးစားစစ်ကြည့်ပါနေစလိုက်ကွာနှမမနော်ရှင်ဘလို့ပြင်နေတာလဲတောက်ချမဟုတ်လားတောက်ရလိုက်တာလဲလုံးမြင်လို့စင်တော့ပြန်လိုက်တမဆိုလို့ပြန်လိုက်တမဆို လေဘယ်တော့ရောက်လဲခုလေးရတာဟွဒီနေ့ဖိဖိရုံမှာလောက်ပါနေရတယ်ဖိဖိစီမသွားပဲနဲ့ကိုစီပဲဝင်လာလိုက်တာကိုတည်ချင်းတော့ဟွဟာကိုရဘယ်တော့ရောက်နေရလဲဟိုတော့မသိပါလားဖိုးလဲမမနဲ့ရှင်းစင်းနောက်ဆက်မရောက်တာကိုဒီပါအဲ့နေတော့မနှိုးပဲထားလိုက်တာအေး ကိုဟင်ဟိုဖျက်လဲရောက်ပြီဆိုတော့နေတို့မင်းဆက်သဆမ်းလားဘုံတွေလည်းဘာမှမစားသေးဘူးဘဝနဲ့တန်းလာခဲ့ရဒီနားမှာလေကိုကြိုက်တဲ့ဆန်းဆန်းဆိုင်ရှိရယ်ကောင်းပြီအနွေစားမယ်ဆိုကိုလည်းလိုက်စားမယ်ကိုလည်းနေချင်းအိမ်ခဏပြန်လာအောင်ပဲကွာပြီးကြမှာပဲမမေးစီတစ်ခေါက်ပြန်လာတော့မယ်ရေမိုးချုံရင်တော့နော်ကာတော့ကြမှာနိမျက်လုံးလေးပါလေးကျဲ့အောင်မျက်နှာလေးပါလေးတက်လာပြီးစောင့်နေမှာနော်ဒါစခဏစောင့်နော်ကောင်းလေးဟောညောင်းလိုက်တာအာ ခင်ဗျာရှင်မပုံသာပြုတ်လောက်တာကြာပြီလားတိတ်နေကြသေးပါဘူးမဒါပေမဲ့ခင်ဗျာမှာအတွေ့အကြုံအများကြီးရှိပါတယ်အန်တီကိုစိတ်ချလို့ရပါတယ်မအန်တီကိုစိတ်ပူလို့ပြောတာမဟုတ်ဘူးခင်ဗျာကိုစိတ်မချလို့ตุนาบิวเตียวกา သူ့လူနာရဲ့ရုပ်ပိုင်းဆိုင်ရာကိုဂယူဆိုင်ပေးရမယ်။လူနာရှင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုဂယူဆိုင်ပေးရမယ်ဆိုတာဖုံးမြတ်သိပါတယ်။ဖုံးမြတ်သူနာပြုတ်ပဲဟာနော်။ဒါမဲ့လိုအပ်တတ်တော့မပုံနဲ့လေနော်။ဥမာပြောရရင်လူနာရှင်တယောက်ကအဲ့နေရာကိုဆောင်းချုံပေးရလောက်တဲ့ထီရတော့လိုထင်တယ်လေနော်။မာ ုညက်ပယ်မှန်းနေမှာဆိုလို့ပြောပြတာ။ဟိုမကတော့မျိုးမထင်နဲ့နော်။ကဲ။ဒါမလေး။အဲ့ဒါဆိုရင်မမေကိုတရားကြည့်ကြလိုက်ပြီနော်။ဟောနေ့လည်းမပြရတဲ့။ဒါ။ဒါဆိုဟိုဘိုက်စားမထုတ်တယ်ပြောလို့ပြောရမှာမဟုတ်ဘူး။ ထထထထဝါအိုးအာအာအော်မင်းကမီဒီယာလုံးတော့အသေးအံဖြစ်နေတော့မင်းအခုချိန်ဒီတောက်စားမှုကြီးပြီအိတ်နေဟလာဒီလေးလဲစိတ်ညစ်ပြီးဘာလုပ်ရမှန်းမသိပါဘူးနဲ့ဟာစိတ်ညစ်တိုင်းသာအရက်တော့အောင်မယ်ဆိုလို့ရှိရင်လေမင်းရောက်ကစိတ်ညစ်ရလုံးတော့အရက်သမားဖြစ်နေရကြပြီအနေဒီလေးဘာလုပ်ရမှန်းနဲ့ဟာဝင်ခံပါတယ် အဖေနဲ့အမေပေါ်မှာအနှဲပေါ်မှာဆိုးခဲမိုက်ခဲမိတယ်။ဒါပေမဲ့ဗျာအမားပြင်ဆင်ခွင့်လေတော့ပေးသင့်တာပေါ့။အခုတော့ဗျာအဖေကိုတောင်းပန်ခွင့်တော့မရပါဘူးနဲ့။တော့ကရမတရားဘူးဗျာ။ကြာရော။ယောဂအကြီးကမတရားတာမဟုတ်ဘူးကွာ။လူတွေရဲ့အကျင့်ကဆုံးရှုံးလိုက်ရတော့မှတန်မှုထားတတ်ကြတာ။ နောင်တရတတ်ကြတာကိုယ့်ရဲ့အပြစ်တွေကိုဖုံးကွယ်ဖို့အတွက်လောဘကြီးကိုလွှဲချတာအခုမင်းဖေဖေကိုမတောင်းမလိုက်ရပါမယ်မင်းကမမီရှိသေးတယ်မမီသတိရလာတဲ့အခါကျရင်မင်းမမေကိုကိုရန်ကိုကြတောင်းပန်ဖို့ရှိသေးတယ်အဲ့လိုတောင်းပန်တဲ့ခါကျရင်မင်းက တောက်စားမူးရထားတဲ့အာရုံနေနဲ့တောင်းပန်ပါလားမမေ့မြင်ခြင်းနဲ့ဒိမ်မာတိတတ်တဲ့အာရုံနေနဲ့တောင်းပန်ပါလားအမေးဆုံးရချက်ပဲအဲ့ဒီလိုစိတ်မကွက်ပါနဲ့နော်ဒီလိုကိုယ့်ကိုအကောင်းဆုံးပြစ်စမယ်ဒီလိုတောင်းပန်ပါတယ်နဲ့ဟာ ဲကဲကဲခြေတော်ချို့တော့ပြီးရင်ဆင်းဝံမိမိကိုခဏတော့ဆောင်ပေးငါညကျမှလာခဲ့မယ်ဘယ်လိုတွေ့ဟာဟုတ်ဟုတ်အမေအမေတော့ဆောင်လိုက်နော်ပါရတော့ရဲ့ န်းနိုင်ကိုမြင်ရတော့မှခြေချော်ကြရတယ်လို့ကွာဟုတ်ပါရှင်တကက်အချိန်ကောင်းကြမှာဟိုကောင်စုံလေးကမူယူပြီးရောက်လာရတယ်လို့အဲ့လိုပူယူတာကိုကျေးဇူးတင်မုန်းလို့ရှင်ကိုနှစ်ယောက်လုံးဒုက္ခရောက်နေတော့ပြီမာလီအခုလေရွှေချောင်းတွေတွေ့ရစွာတကယ်ပဲလား ဟိုနားနားကြောင်မှားတာမဖြစ်နိုင်ဘူးလားကိုတက်ကရှင်ကျမပြောတာကိုမယုံဘူးလားဒီမဲ့မမအီပြောခဲ့တော့ကျမနားနှစ်ဖက်နဲ့သိချာကြားခဲ့တာသိကြတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့မမလာခဲ့မယ်နော်ဟုတ်ဟုတ်ကျေးဇူးပါညီရှင်ဘယ်ဖုန်းလို့ဒီလိုတော့ပြောလဲ နောက်ရကြလို့ရှိရင် if you add ရွှေချောင်းနေရပြီလာယူလို့ရပြီတဲ့ငွေချေချေလို့ရပြီတဲ့ကွ if you are like wow ဒီရွှေချောင်းနေရတာနေမယ်ကျွန်တော်တော့ပြောစရာလိုလို့လားဟာအကိုရဲ့ပြောတာဗောအဲ့ရွှေတွေကလေ if you သုံးဖို့ဝတ်ဖို့မှမဟုတ်ကာခရားကလေးတွေအတွက်သူတို့လေးတွေကြီးလာလို့ရှိရင်လေဟုတ်ပါရောပါရောသူတို့ရဲ့ပညာရေးသူတို့ရဲ့ဘဝအခြေချဖို့အတွက်ကိုဒီရွှေနဲ့ပဲသုံးပါလေ အဲ့တော့ကလေးတွေရဲ့အနာဂတ်ကိုတွေးပြီးတော့ပျော်နေမိတာပါကိုရဲ့နောက်ပြီးကလေးတွေရာလေးငငယ်တဲ့ကနေပြီးတော့ခက်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 ကြီးလာတော့သူတို့ဘွားလေးတွေကိုကြီးလာလို့ရှိရင်လည်းထပ်ပြီးတော့မခက်ခဲစေချင်တော့ဘူးဒီပေါ့တချို့ဆိုလို့ရှိရင်လေဝေးကလေးကမိရင်းဖာရင်းနဲ့ဝေးကွာလာခဲ့ရတာဆိုတော့ဟိုသူတို့ဘွားလေးတွေမှာစိတ်တန်ရာလေးတွေကရှိနေရလေဟုတ်ဘူးလားအေးပေါ့အဲ့ကြောင့်လည်းစိတ်လေးကိုစီအောင်ဖွင့်ရမှာလား ဟုတ်တာပေါ့ကိုရဲ့အခုဖြစ်မှာလေအလုတ်တစ်ခုရဖို့ဆိုတာလွယ်လာမှမဟုတ်တာခလေးတွေကိုကြီးလာတဲ့အထိခက်ခက်ခဲနဲ့မြုံးကန်စီခြင်းတော့ကိုအဲ့တော့စိတ်လက်ဝဲစေးရုံမှာခလေးတွေကိုအလုတ်ပြန်ပေးမယ်သူတို့အတွက်ဘလောက်အဆင်ပြေလိုက်လဲကိုရဲ့ညမင်းမတကယ်စိတ်ထားမြင့်မြတ်တဲ့မိန်းမပဲကဲယူရွှေချောင်းနေနဲ့ပတ်သက်ပြီးတော့ဤကြိုက်တယ်လို့လို့အခုဘာတစ်ခုမှဝင်တာတော့ဟုတ်လားโอเคအေး မအခုတလောရွှေစည်းတွေဘယ်စည်းလောက်ဖြစ်နေပြီလဲသိလားရွှေစည်းကနည်းနည်းမြင့်နေရဲ့မာယာရဲ့အဘာလဲမာယာဝယ်ကျင်လို့လားအော်အဲဟုတ်တယ်မာယာရွှေလေးနည်းနည်းလောက်ဝယ်စုမလားလို့အဲ့ဒါအရွတ်အတွက်တတ်တတ်အားတဲ့ဆိုင်းလေးနဲ့ရှိမမညွှန်ပေးပါအောင်ဝယ်စုမယ်ဆိုတော့မာယာဝယ်ဖို့မဟုတ်ဘူးပေါ့အင်းမော်လက်ဝယ်ရတနာဆိုလို့ရှင်မာယာရွှေသိမ့်မကြိုက်ဘူးလေရွှေကြတော့စုဖို့အဆောင်မှုလောက်ပါပဲကောင်းပါတယ်ဝယ်စုရဲဆိုတော့လေ ရွှေစုတယ်ဆိုတာအရှုံးရှိဘူးလေမမဟုတ်မမလည်းရွှေဝဲစုပါလားဟာဒီလိုလုပ်ပါလားညီမလေးရွှေဝဲစုတဲ့ခါကြလို့ရှင်မမလည်းရှေ့အားထည့်လေးပြန်ရောင်းတဲ့ခါကျရင်မမလည်းအမြင့်ရတာပေါ့မမမလိုပါဘူးကွယ်မမပြည့်စုံပြီတာမမအင်းမမကညီမလေးမေးစရာရှိလို့မေးလေး ဟိုတနေ့ကလေကိုကြီးမိဝင်နဲ့မမနဲ့ပြောနေတဲ့အတန်ချားလိုက်တယ်။ခေဟာခလေးတွေမမရွှေတွေဝယ်စုထားရစို့။အာဟုတ်လား။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။ဟိုအားဆိုလို့ရှင်အဲ့ရွှေတွေညီမလေးကိုလည်းတဝက်ခွဲပေးပါလား။ညီမလေးလည်းခေဟာခလေးတွေရွှေတွေဝယ်စုကြင်တို့ဒါပေမဲ့မမလောက်အများကြီးမတက်နိုင်တော့အခက်အခဲဖြစ်နေရလေ။အဲ့ဒါကြ ਾਇ ခလေးတွေရွှေလင်းနည်းနည်းလောက်လှုပ်ပေးပါဦးဓမ္မမာယာငါလေ နင့်ကိုမိဘပိုင်တဲ့စီးစိမ်တွေကိုငါညီမြခွဲပေးပြီးပြီနော်နင့်ကေဟာဖွင့်ကျင်နေဆိုတော့ကလေငါနင့်တောင်းတဲ့ငွေပမာဏတည်းငါပို့ပေးခဲ့တယ်အေးနောက်ပြီးတော့ကေဟာဖွင့်ပြီးတော့လေခလေးတွေအဝတ်အစားဘူးကျမ်းမာရေးစရိတ်နင့်အမျိုးမျိုးငါ့ကိုအကူအညီတောင်းခဲ့တယ်နော်အော်ငါမှာတော့လေငါညမလေးကုသိုလ်ရေးလောက်တာပါဆိုပြီးတော့ပါတမီဖြည့်မယ်ပေါ့အဲ့ငါနင့်ကိုជីជីပြူပြူနဲ့လုပ်ပေးခဲ့တယ်နော်အခုဟာဟဲ့ ။နေငါကေဟာခလေးတွေအတွက်စုဆောင်းထားတာပါမျက်စောင်းလာထိုးနေတယ်။ဟဲ့မမရဲ့မမလည်းကုသိုလ်လိုချင်လို့မိမမဲ့ကေဟာဖွင့်ပြီးပရဟိတလုံနေတာလေ။ညီမလေးလည်းပရဟိတလုံနေတာလေ။အဲ့ဒီလိုကောင်းတာလုံနေတာချင်းတူတူဘာဖြစ်လို့သူ့ကေဟာငါကေဟာခွဲခြားနေရတာလဲ။ဓမ္မမယာခွဲခြားရဲဆိုတာကွဲပြားနေလို့ပဲ။ပရဟိတဆိုတာလေ။ကုသိုလ်ရခြင်းတတ်တတ်လုံလို့ရတဲ့အရာမဟုတ်ဘူး။နော်။နေ့ရဲ့အကူအညီလိုနေတဲ့သူ။ နင်ဘလောက်ထိစိတ်တန့်တန့်နဲ့ကုညီပေးမလဲဆိုတာကိုပဲစိုက်နေမမညီမလေးလည်းတကယ်အကူညီလို့လို့အခက်ခဲလို့မမစီမှာအကူညီတောင်းနေတာလေမမဘာဖြစ်လို့လောက်တော့ခါးသီးနေရဟာနင်နင်လိုအပ်နေတာကနင်လော်ဂီရေးရအတွက်လေငါဒီရွှေတွေမရလို့နင်ခမင်းမစားရတဲ့အထဲမှာနင်မမပါတာမမလည်းမာယာနဲ့တိတ်မကွာပါဘူး မမမာလဲလောဘနဲ့အတ္တနဲ့ရှိနေလို့မာယောဒီလိုစကားမျိုးတွေပြောနေတာပေါ့မမလဲလူတွေကလူပဲမမလေသူညားတွေရှိရောက်သူတော်ကောင်းမကြီးလူလူဂျူနာရှင်မကြီးလူလူကြတန်းပြနေလိုက်တာကိုညမအရင်ခောက်ခောက်ကြတာမတတ်တာဘူးမမမာလောဘနဲ့အတ္တတွေရှိနေတာဒါပေမဲ့လူတွေရှိရောက်လို့ရှင်လေအမတန်းမှာ ရိုးသားဖြူစင်မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်လူလူ ဟန်ဆောင်ပြနေတာဟာဟာရတာပဲဓမ္မမယာဖြူစကားဆိုတာလေရှာရုံးရှင် ရှောက်ပြောလို့ရပြီပဲနင့်ငါ့ကိုဒီလိုမျိုးလာစော်ကားလို့မရဘူးတော့အေးနင့်ကငါတတိပေးထားမယ်နော်နင့်ကေဟာခလေးတွေတချို့မှလေတရားဝင်မိဘမဲ့ပါဆိုရအကြောင်းပြချက်ခိုင်ခိုင်လုံလုံလုံးဝမရှိသေးဘူးနော်နင့်အဲ့ဒီခလေးတွေကိုနင့်ဘယ်ကနေဆွဲခေါ်လာတာလဲဟမ်ငါနင့်ကိုလှူတဲ့အလှူငွေတွေ ငါပုံရိပ်ချက်နင့်ကိုလှူတဲ့အလှူငွေတွေအဲ့ဒီအလှူငွေတွေနင့်ဘမအတုံးချလိုက်လို့နင့်ခေဟာခလေးတွေမှာခလေးတိန်အောင်လုံလုံလောက်လောက်မရှိရတာလေနင့်ကိုငါနောက်ဆုံးတတိပေးလိုက်မယ်နော်နင့်ခေဟာမှာဘာတွေဖြစ်နေလဲနင့်ခေဟာကိုဘာကြောင့်ထူထောင်ထားရလဲဆိုတာငါအားလုံးသိတယ်နင့်လောက်ရက်တွေကိုလေနင့်ရက်တန်းရက်ချင်ရက်နင့်မရက်လို့ရတော့လေနင့်ဟာငါညမဖြစ်နေလဲ နင့်ကိုတရားဥပဒေရထိုက်ထိုက်တန်တန်နင့်ကိုအရေးယူမယ်ဆိုတာနင့်မျက်မျက်မှတ်ထားလိုက်မာယာမာယာနင့်ကိုနဲ့တော်လှတက်လှ လေလှပြီးလို့ထင်တယ်ဟိုကနေတခွက်ပြောက်သွားတာနေဘာတက်နိုင်သေးလဲစိတ်ရှော်မာယာလေးရဲ့စိတ်ရှော်ပါဟုတ်ရွှေချောင်းနဲ့ရှိတဲ့ကိစ္စဟာကိုကမာယာလေးရောနေအောင်လို့တည်ထားရမလားအောက်ဒီချိန်ဆိုရင်စေးဦးမှာသူ့သားနေအောင်လို့ရှိနေတာအခွင့်ကောင်းနေရှိပါသေးတယ်ကိုသက်က မမအီးကသူ့သားနေရကိုဘလောက်ချစ်လဲဆိုရှင်လဲသိရတာနဲ့အဲ့လောက်ချစ်တဲ့သားနေရကိုအဲ့ရွှေကြောင်းနေကိစ္စအောင်မပြောသွားဘူးလို့ရှင်ဘလို့အတွေးမျိုးနဲ့ပြောလိုက်တာလေဟမ်ကျမတော့ရှင်ပိတ်စိတ်မရှိဒင်းတို့နေရကိုကော်ဒီနေတာသွားမေးပလိုက်ချင်တယ်အဲ့လိုမေးတော့သူကပြောပါမလား နေထိုင်အနည်းနည်းကောင်းတယ်မလားကဲ့လူကတော့နေကောင်းပါတယ်ကတူရဲ့ဒါပေမဲ့စိတ်ထဲတော့နေလို့မကောင်းဘူးလေတူတူပါပဲဗျာကျွန်တော်လည်းစိတ်ထဲရှိတဲ့အတိုင်းနေလိုက်ရင်ခွေခေါက်ပြီးတော့လဲသွားမှာဗျာမမေ့စိတ်နဲ့ပဲအများရောက်ယုံထားနေရတယ်ဟုတ် ။ရင်းကိုကျွန်တော်မေးစရာလေးတူရှိလို့လေ။ဟိုအချိန်လေးလေးရ။ရှင်းပါရဲငါတူရဲ့ဘာမေးချင်တာလဲမေးလေ။ဟုတ်ကဲ့။အမ်တူရောဟန်ရေ။ဟိုမမီကားမတိုက်ခင်အချိန်လောက်ပါပေါ့နော်။အဲ့အချိန်လောက်တော့အာမမီနဲ့အဲ့လိုမျိုးစကားများတဲ့သူအဲ့လိုဂရဟုစာဖြစ်တဲ့လူပါညာရှိလာတယ်။အဲ့လိုမျိုးတော့မရှိပါဘူးငါတို့ရဲ့ဤဖြူကလေးအရင်ကစိတ်ကောင်းရှိရာ ။သူနဲ့မတည့်တဲ့သူကခက်ရှာရှာပဲ။ပုံလုံးနဲ့လည်းဆက်ဆံရေးကောင်းပါလေငါတို့။ဟုတ်၊တာဆွန်လေးရနေ။အာမမေရလေဟိုသူ့ရဲ့စီးပွားပြိုင်ဘက်တွေအကြောင်းဟိုနေကိုပြုတ်ပြောက်လာဥမာဗျာ။ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့နေကိုတိုင်မင်နာလို့ပြောဆိုအားရတော့ရှိလာဗျာ။အဲ့လိုမျိုးလည်းမရှိပြန်ဘူးငါတို့ရဲ့ဖြစ်ပါလေသူရဲ့စီးပွားပတ်တရားတော့သူ့ကိုလေးစားနေရတဲ့သူမျိုးပါဒီလိုပဲကိုမင်းဝေရတယ်လူမျိုးလူကောင်းတရား ဲ့လိုလူကောင်းတွေအပေါ်မှာမှလေအခုအဖြစ်ဆုံးမျိုးကြီးကဘာဖြစ်လို့ရောက်လာလဲမသိဘူးအတိုင်းမဲ့လေဒီဖြူကားစီးတယ်မဖြစ်ခင်ရပိုင်းလောက်နေတော့ကတော့ဒီဖြူရဲ့ညီမမားရဖြူလာသွားသေးတယ်အေးဖြူနဲ့စကားများကြတဲ့တင်နေတောင်းလို့နေနေရောခရိုင်ရနေဒိုးချင်းမိုးချင်းတွေထွက်သွားတာပဲဒါဆိုရင်သူတို့ဟိုဘာပြောနေလဲဆိုတာအရေးကြားနိုင်လားသူတို့ဘာပြောနေကြလဲဆိုတာတော့အနေအလေးမချလိုက်ပြီ ဒါပေမဲ့အဲ့နောက်ပိုင်းအီဖြူလည်းခေးရအောင်မလာတော့ဘူး။အဲ့ဒီကအီဖြူလည်းတော်တော်လေးပြင်းမှန်းနေတော့သတိထားမိရော။အန်နီလည်းဘာမှမမိမိလိုက်ဘူး။ရတယ်နီရအစ်ပြေ။လောင်းနေတယ်ဂျော်ရီဂျနာတခုကိုတီးလိုက်ရဗျာအစ်ပြေကနီ။ဟာတူလေးအလုံးမအားတော့သိပြီမယ်လေ။ခေးရောတော့မချမချလာခဲ့ပြီပါနော်။ ဆက်ရအောင်ညီဆက်ရအောင်နေပါအာမငယ်နေနော်မမေးရဲ့ခင်ဗျာတို့မမေးရဲ့စိတ်ကူးထဲမှာ ဖြစ်ချင်တဲ့ပုံစံအတိုင်းဖြစ်အောင်ဆွမ်းကုန်ကြိုးစားမယ်ဗျာဝေးချီပိုင်းအောင်ဣတာတရားပိုင်းမှာဘာမှအာမလဲစီအောင်ကျွန်တော်တရားလုံးရှိတယ်ဟုတ်ပြီလားနောက်တူလေးအခုပုံစံဝင်ပါလေး ။ဤဖြူနေအရန်ဟုတ်မသာရှာမှာပဲ။ကိုမင်းဝင်လေကောင်းရဘုံဘွားလေအတူတည်းလုံရက်တည်းကိုမင်းနေမှာပါ။စိတ်ချပါ။ဤဖြူရဲ့ဒီခရားကိုလေအန်တီအကောင်းဆုံးစောက်ရှောက်တော်မှာပါ။ကလေးရဆိုကျော်သွားလိုက်အောင်ပဲကျွန်တော်အကြောင်းကိစ္စတခုရှိလို့ဟိုစကားပြောချင်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်စေးမနေမှာရှိရတယ်။အားဒီပြောဆိုစားနော်။ ဲ့တော့ခွင့်ပြုအောင်ပြကျွန်တော်တောင်းအောင်မယ်နော်ဒီပါကြာဟိုရှပိုင်းတော့ကလေအီဖီရဲ့ချောင်းကိုလူတစ်ယောက်လာမေးသွားသေးတယ်လူတစ်ယောက်သူများလေးပဲသူ့ရဲ့နာမည်ကိုတော့ပြောမသွားဘူးဒါမြဲသူ့ပုံစံကြည့်ရတာတော့လူကြီးတန့်ပုံစံမှာပဲလူစိမ့်ဆိုတော့လေအန်ဒီလေးဘာမှမသိဘဲပြောလိုက်တယ် ိုင်ပိုင်ရှင်တော့ငါခိုင်းလာမှန်တည်းမင်းလုတ်ဖို့လုံးဝမယ်ဟေးအခုချစ်စည်းလက်ဖေးတခွငါတောက်ရှင်တယ်အဲ့လက်ဖေးမဖြောပေးဘူးဆိုရင်ဒီလားစားငါမပေးနိုင်မင်းရပါကြည့်လားကိုကရှင်ကဘယ်လိုဘော်ဒီကိုရောက်နေရလဲဟိုနှဲ့ကိုကိုဘာမှလည်းမပြောထားပါဘူးကျွန်တော်တို့တွေနေပါတော့အချိန်လုပြီးရထွက်လာခင်လိုက်တာအခုလိုမျိုးမိသားစုဝင်တွေမရှိတဲ့အချိန်မှာရောက်လာတာဆိုတော့မသိတော့ဘူးထင်တယ်အခုလိုမျိုးကိုမရှိတဲ့အချိန်မှာရောက်လာတာဆိုတော့ပို့ပြီးတော့မှအဆင်မပြေဘူး နခုထဲမှာဒီဆိုင်ပိုင်ရှင်ကအပေါက်ဆူးဆူးနေစားရှိတဲ့လူပြောင်းလဲစကားများတာလို့တော့မဖြစ်မနာဆိုးအိဆိုင်ခင်းနေတော့ဓာတ်တဝင်ဖူးပါတက်တဲ့လူရောမိပါလားမမေ့ဘူးဗျတက်တဲ့လူကရုပ်ဖြတ်ပြီးလာတာဆိုတော့သက်ဆိုင်ရာစုံစမ်းနေတော့ဝင်